လီဗာပူးတက်စင်မူဟောင်းပီတာခရော့ချ်ကလီဗာပူးအသင်းအနေနဲ့မျိုးကဆက်တက်စင်မူအီဆက်ကိုသာခွဲယူနိုင်ပါကပရီးမီးယားလိဂ်ကိုနှစ်နှစ်ဒါမှမဟုတ်၃နှစ်လောက်လွှမ်းမိုးနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပါသည်။ယခုရသည့်ပရီးမီးယားလိဂ်32ပွဲမှာ22ဂိုးသွင်းယူထားတဲ့မျိုးကဆက်တက်စင်မူအီဆက်ဟာလာမယ့်နေရာဒီမှာအသင်းပြောင်းရွှေ့မယ်လို့သတင်းထွက်နေပြီး၎င်းကိုလီဗာပူးအာဆင်နယ်ပါဝင်ဥရောပထိပ်သန်းအသင်းများစွာကစိတ်ဝင်စားနေကြောင်းသိရပါသည်။ယခုကပီတာခရော့ချ်က ်ပရီးမီးယားလိပူပူနေနေချန်ပီယံလီဗာပူးအသင်းအနေနဲ့အီဆက်ကိုတာခေါ်ယူနိုင်ခဲ့မယ်ဆိုပါကပရီးမီးယားလိကိုနှစ်နှစ်ဒါမှမဟုတ်သုံးနှစ်လောက်လွှမ်းမိုးသွားနိုင်မှာဖြစ်ကြောင်း လွှမ်းမိုးနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ Peter Crouch က Liverpool ကဆာလာနဲ့ Van Dijk တို့ကိုဆက်လက်တန်းတိုးထားပြီးအဲ့ဒီလူစည်ရင်းမှာ Isak ကိုသာပေါင်းထည်နိုင်ခဲ့မယ်ဆိုရင် Premier League ကိုနှစ်နှစ်ဒါမှမဟုတ်၃နှစ်လောက်လွှမ်းမိုးနိုင်မှာပါ။တကယ်လို့ Liverpool အနေနဲ့ Isak ကိုသာခိုင်နိုင်ခဲ့မယ်ဆိုရင်အင်္ဂလမာသူတို့ကိုရှင်းနိုင်မဲ့အသင်းရှိတော့မှာမဟုတ်ဘူးလို့ကျွန်တော်ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ Newcastle အသင်းကမူအသင်းရဲ့အဓိကတိုက်စစ်မှုဖြစ်သူ Isak အားရောက်ထုတ်လို့ခြင်းမရှိကြောင်းသိရပါတယ်။